ခုချိန်တော့ဇွားလုံးမယ်ဆိုတော့ဟန်လို audio ကြားယူလို့ထင်ပါတယ်။ဒီမှာတော့ခုလိုပူလာတဲ့ရာသီဥတုကဘလို့ကျမကြီးပြဿနာကြီးဖြစ်တယ်လေ။ဘာလို့ကြိုးတင်ပြည့်စုံတယ်လဲဆိုတာတွေကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်။ခုလိုပူလာပြီဆိုရင်တော့အများစုမှာငိုဝေတာ၊ပင်ပန်းပြီးတော့နှုံနေတာ၊ညောင်လေးဝေဝါလာတာနောက်ပြီးတော့ချွေးတက်လွန်ပြီးတော့ရေတက်ခက်ချောက်လာမျိုးတွေဖြစ်တတ်ပါတယ်ဗျ။ အဆိုဆုံးဆိုရင်เนาะ heat stroke ဖြစ်ပြီးရောမူမီလေကြာကြီးဖြစ်လိုက်ပါတယ်เนาะဆိုတော့အခုလိုတွေမဖြစ်အောင်ဘယ်လိုကာဝယ်လို့ရလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကျွန်တော်တို့ချွတ်ချွတ်များပြီးရောရေတက်များသွားဆုံးရှုံးနေတာကိုကာဝယ်ဖို့အတွက်ရေများများပြန်ဆောင်ပေးဖို့လိုပါတယ်เนาะအရေးရှွမ်းတဲ့တတိမျိုးတွေကိုလည်းများများစားပေးဖို့လိုပါတယ်ဗျာဒါအပြင်ချွတ်ချွတ်ပြီးတော့ခန္ဓာကိုယ်ရဲ့စားဓာတ်နဲ့ဒီသတ္တုဓာတ်တွေပါပါသွားတဲ့အတွက်ကြောင့်စားရုပ်ပြန်လည်တောင်းဆိုပေးဖို့လိုရပါတယ်เนาะ ဒီမှာအခုသီထားစရာရှိတာကကျွန်တော်တို့သီးသုံးတစားဆိုရင်တော့ one shot နေနိုင်တဲ့အတွက်ကြောင့်ကိုက one shot နေရလူဆိုရင်တော့ကျွန်တော်တို့တစားအပြူတော့ကိုပဲအလုံးပေးဖို့အတွက်အကြံပြုပါရနော်နောက်ပြီးတော့နေရပူတဲ့အချိန်မျိုးမှာအပြင်ထွက်တာကိုတစ်နိုင်တစ်လောက်ရှောက်ရှားပေးပြီးတော့ဖပိခဲ့လေဆိုရင်လည်းကျွန်တော်တို့နေအောင်နဲ့ရေပြားကျန်စာဖြစ်တာကိုကောင်းဝယ်ဖို့အတွက်လက်ရှိဝယ်ပြီးတော့အထုပ်ဆောင်ရဖို့လည်းပေးပါမယ်နော်ကျင်အဲ့ဒါဆိုအားလုံးပဲတခြားယူဆိုင်ကြပါလို့တိုင်တွင်းနေပဲအခုဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါမယ်နော် နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်အကြောင်းအရာတွေအတူတင်လာကြပါမယ်နော်